ားလုံးပဲမင်္ဂလာပါဇေဝါကျွမ်းကျင်ကုတင်တန်း online free course လေးရနေကျန်နေကြိုးဆိုပါရယ်ဒီ course လေးကိုစလာတာပေါ့နော်အခုဆိုလို့ရှိရင် lesson 9ရောက်ပြီပေါ့နော်ဒီနေ့တင်တဲ့ဟာဆိုရင်တော့ lesson 10ဖြစ်မှာပေါ့နော်အဲ့တော့ lesson 10အောင်ရောက်လာပြီဆိုတော့အာတဝက်လောက်ကြိုးလာပြီပေါ့နော်အဲနောက်ထပ်ဆရာပြောရမယ့်ဟာတွေကကျတော့ဒီ respiratory system မှာတောက်အောင်ဆေးရည်မျိုးပေါ့ဥမာထားပါတော့ချောင်းဆိုးတာမျိုးတွေ နောက်တစ်ခုအောင်ကြတော့ဒီပန်းနိုင်ရင်ချက်တွေမှာဆိုလို့ရှိရင်ဘာစီးတွေတောက်တာများလဲဆိုရဲပေါ့နော်အဲ့အားလေးတွေကိုပြောပြပါောင်းမယ်ပြီးရင်နောက်တစ်ခုအောင်ကြတော့ဒီကိုဝင်သားစီးတွေနဲ့ပတ်သက်ပြီးတော့မှဘလို့ရှိလဲဆိုရဲဟာတွေကိုပြောပြသွားမယ်ပြီးရင်နောက်ထပ်နောက်ထပ်ဟာတွေကတော့ဒီမျက်စင်းနဲ့ပတ်သက်တဲ့ဟာတွေငုံစည်းနဲ့ပတ်သက်တဲ့စီးတွေပေါ့နော်အဲ့ဟာတွေကိုထပ်ပြီးတော့ပြောပြသွားမယ်ဆိုတော့တပတ်မှာဆရာတော်ဆန်နေတဲ့တင်းကလေးနှစ်ရက်ကိုပဲ post တင်ပေးมาဖြစ်ပါတယ်အဲ့တော့ဆရာက comment มาလာမိထားတဲ့လူတွေလည်းရှိတယ်เนาะအဲ့ဒါဘယ်နေ့တင်ပေးมาလဲလို့ဘယ်နေ့တင်ပေးมาလဲလို့ပါเนาะအဲ့တော့မိတဲ့လူတွေကလည်းနည်းနည်းများတော့ဗောနော comment တိုင်းကိုလိုက်ပြီးတော့အဲဖြေဖို့အတွက်မဖြစ်နိုင်တော့အဲ့ဒါကြောင့်မလို့အခုဒီကနေပြန်ပြောပြလိုက်တယ်เนาะစနေနေ့တနင်္ဂနွေမှာမနက်၈နာရီလောက်ဆိုလို့ရှိရင်เนาะဆရာ post ကိုတင်ပေးထားมาဖြစ်ပါတယ်အဲ့တော့အဲ့ video ကိုအဲစနေနေ့တနင်္ဂနွေဆိုတကြည့်လို့ရပါတယ်မအားလို့ရှိရင်လည်းဒီကြားရက်တွေမှာပေါ့เนาะ ဝင်ကြည့်လို့ရပါတယ်တော်ဒီနေ့သင်ခန်းစာလေးကိုစလိုက်ရအောင်เนาะဒီနေ့ပြောမယ့်သင်ခန်းစာကတော့ဒီ drug use in cardiovascular disease ပေါ့เนาะအဲ cardiovascular ဆိုတဲ့ဟာလေးကိုပြောပြမယ် cardiovascular ဆိုတာကနှလုံးနဲ့ပတ်သက်တာပေါ့เนาะနှလုံးနဲ့ပတ်သက်တဲ့ယောဂါလေးမှာဆိုလို့ရှိရင်သုံးများတဲ့ဆေးတွေကိုပြောပြတော့မှာဖြစ်ပါတယ် ောရမယ့်ဆေးတွေကတော့ဒါလေးတွေပေါ့နော်နံပါတ်1ကကျတော့ trimethoxazidine trimethoxazidine လို့ခေါ်တယ်ပြန်ပြောပါမယ် trimethoxazidine နော်နံပါတ်2က digoxin လို့ဖတ်တယ် digoxin ပေါ့နော်ဒီဟာတို့တော့တခြားလူတွေရလဲတခြားအတန်ထွက်တစ်ခုဖတ်တယ်ပေါ့နော် digoxin ဆိုပြီးတော့လဲထွက်ကြရပါတော့တခြားဆရာဝင်တွေကလည်းဒါကြောင့်ဆင်းလို့ထွက်တယ်ဒါကြောင့်ဆင်းလို့လည်းထွက်ပါတယ်နံပါတ်3ကကျတော့ etovastatin ပေါ့နော် etovastatin အဲ့တော့ A2 ပါကိုထွက်လိုက်မယ်ပြီးလို့ရှိရင် staging ဆိုတဲ့ဟာကိုထွက်မယ်ပေါ့နော်နောက်တစ်ခုကကျတော့ rosa bar staging rosa bar staging နော်နောက်ကငါကကျတော့ amio drone ပေါ့နော် amio drone amio drone နော်နောက်6ကကျတော့ nitrate နော်အဲ့ဒီဆေးလေးတွေကဘာတွေလဲဆိုလို့ရှင်တော့အဲဒီဒီလိုမျိုးပေါ့နော်ရနှလုံးနဲ့ပတ်သက်တဲ့ယောဂါလေးတွေမှာဆိုလို့ရှင်အသုံးများကြတဲ့ဆေးလေးတွေကိုပြောပြတော့ဖြစ်ပါတယ် ဲ့တော့နှလုံးနဲ့ပတ်သက်တဲ့ယောဂါဆိုရင်တော့အဖြစ်များတာကိုပြောရမယ်ဆိုလို့ရှိရင်တော့နှလုံးတွေးရောကျင်းနေဆိုတဲ့ဟာတော့ခဏခဏကြားဘူးကြားမယ်ပေါ့နော်နှလုံးတွေးရောကျင်းနေဆိုရအောင်အခုပုံမှာပြထားတဲ့ဟာလေးနဲ့စပြီးတော့ရှင်းပြပေးပါမယ်အဲ့တော့နှလုံးတွေးရောကျင်းတာကိုအင်္ဂလိပ်လိုပေါ့နော်ဒီလိုဆေးပညာအရာဆိုရင်တော့ angina လို့ခေါ်ပါတယ် angina လို့ခေါ်တယ်နော်ဒီမှာ ရထားပေးပါတယ်အန်ဂျိုင်နာလို့ခေါ်တယ်အဲ့တော့ဒီနှလုံးသွေးကြောကျင်းတယ်ဆိုတာကတော့ဒီကနှလုံးပေါ့နော်လူတယောက်ရဲ့နှလုံးလူတယောက်ရဲ့နှလုံးအရွယ်စားဘယ်လောက်လောက်ရှိတယ်ဆိုလို့ရှိရင်လက်တီစုပ်တစ်ခုစားလောက်ရှိရပေါ့နော်လူတယောက်ကလက်တီစုပ်လိုက်တယ်ဆိုရင်အဲ့ဒီလက်တီစုပ်တစ်ခုကသူ့ရဲ့နှလုံးအပိုင်းတာနဲ့ညီမျှတာဖြစ်ပါတယ်ဒီမှာလဲလက်ထင်မှာပြင်ပြထားရပေါ့နော်ဒါလီယာနှလုံးအစစ်ရဲ့အရွယ်စားတစ်ခုလောက်ရှိရပေါ့နော်အဲ့တော့ဒီနှလုံးမှာဆိုလို့ရှိရင်တွေးလို့ကြော်အကြီးရှိမယ်ဒီမှာအနီရောင်လေးနဲ့ပြထားတယ်နော် ဒီဘက်ကဟိုဟာလေးနဲ့ခဲအောင်လိုမျိုးလေးညာကျတော့ဒီဟာကျတော့တွေးပြန်ကြောဖြစ်မှာပေါ့နော်တွေးပြန်ကြောဆိုတာကျတော့ခန္ဓာကိုယ်ရတွေးဒီကပြန်လာတာနှလုံးကိုပြန်လာတာပေါ့နော်အဲ့ဒါကိုနှလုံးကိုပြန်လာတဲ့လမ်းကြောင်းကိုတွေးပြန်ကြောလို့ခေါ်တာပေါ့နော်အဲ့တော့တွေးလို့ကြောဆိုတာနှလုံးလေးကနေဒီခန္ဓာကိုယ်တစ်ခုလုံးကိုလွတ်ပေးတဲ့အဟာမျိုးကိုတွေးလို့ကြောလို့ခေါ်တာပေါ့နော်ဒါမှအမီရောင်လေးကဒါတွေးလို့ကြောဒီလိုမျိုးဟာအယောင်လေးညာတွေးပြန်ကြောတွေပေါ့နော်အဲ့တော့ဒီ တွေးကြောကြီးတွေကျင်းတာမဟုတ်ပါဘူးနှလုံးတွေးကြောကျင်းတယ်ဆိုတာဒီတွေးကြောကြီးတွေကျင်းတာမဟုတ်ပါဘူးဒီမှာလဲပြထားတယ်အပြာရောင်နဲ့အနီရောင်နဲ့နော်တစ်ပင်အမြင့်လေးတွေပဲနှလုံးကိုတွယ်ကတ်နေတာပေါ့နော်အဲ့တော့ဒီတွေးကြောလေးတွေကကျင်းတာကိုနှလုံးတွေးကြောကျင်းတယ်လို့ခေါ်တာပါဒီနှလုံးပေါ်မှာရှိတဲ့တွေးကြောတသေးလေးတွေပေါ့နော်အဲ့အားလေးကျင်းတာကိုနှလုံးတွေးကြောကျင်းတယ်လို့ခေါ်တာပါအဲ့တော့ဒီနှလုံးတွေးကြောကျင်းတယ်ဆိုတာဒီတွေးကြောလေးတွေကဘာအတွက်လဲဆိုတော့ ပေါ့နော်ဒီသွေးကြောလေးတွေကဒီနှလုံးရဲ့ကြွက်တာကောင်းကောင်းမလုံးလုံးနိုင်ဖို့အတွက်အစာအာဟာရတွေကိုထောက်ပံ့ပေးတဲ့သွေးကြောတတိလေးတွေပေါ့နော်ဒီသွေးကြောလေးတွေကနေပြီးတော့မှဒီနှလုံးရဲ့ကြွက်တာကိုအစာအာဟာရတွေထောက်ပံ့ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီသွေးကြောလေးတွေကျင်းသွားရင်ဆိုရင်ဒီနားလေးကကြွက်တာတွေကအစာအာဟာရကောင်းမရတော့ဘူးဆိုရင်နှလုံးကြွက်တာတွေပုတ်တယ်ဆိုတော့နောက်ဆက်တွဲပေါ့နော်မာယိုကာဒီယံအင်ဖက်ရှင်တွေပါဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒါနှလုံးသွေးကြောကျင်းတာကို ဒါချမ်းပြင်းပြပေးရပါတော့။ဒါဆိုတရားကြီးကဘာလို့ကျင်းတာလဲဆိုတော့တဲ့ဒီတော့ပုံကြီးပြထားပြီးရဲ့ဒါနှလုံးတွေးကြောပဲဆိုပါဆိုတော့ဒီအလယ်မှာအဝါရောင်ကြီးနဲ့ပိတ်နေတဲ့ပုံစံမျိုးရှိရဲ့နော်။အဲအဲ့ဒါတွေကဆိုတော့အစီကျဲလေးတွေပေါ့။အစီကျဲလေးတွေပေါ့နော်။အဲ့အစီကလေးတွေကဒီနှလုံးတွေးကြောမှာစုပုံလာပြီးပိတ်သွားပြီးဆိုရင်ကြည်ဒီဒီမှာရှိတဲ့တွေးနေဦးရဒီဘက်ကိုစီစဉ်ဖို့အတွက်ခတ်ပါပြီပေါ့နော်။ဒါကြောင့်မို့လို့တို့နှလုံးတွေးကြောကျင်းပြီဆိုရင်တွေးစီစဉ်မှုတွေနေသွားရင် မဲသွားတဲ့အတွက်ကြောင့်မို့ဒီနှလုံးကောင်းကောင်းမမလုံးမလုံးတော့ဘူးဒီနားလေးတဝိုက်မှာပေါ့နော်အကယ်၍ဒီဘက်မှာကျင်းနေဆိုရင်ဒီဒီဘက်ကဟာကောင်းကောင်းမအလုံးမလုံးတော့ဘူးဖြစ်တတ်တယ်ပေါ့နော်ဒီလိုမျိုးအကြံဉာဏ်နားလည်ထားရမယ်အဲ့တော့ရင်ဘတ်အောင်းတယ်လို့ပါတော့ဖြစ်ပြီဆိုရင်တော့ဒါနှလုံးပြိုရောကျင်းတဲ့လက္ခဏာပေါ့နော်ရင်ဘတ်ကဘယ်လိုအောင်းလဲဆိုရင်တော့ဆွဲဆုပ်ထားသလိုမျိုးအောင်းတယ်ဆိုရင်နှလုံးပြိုရောကျင်းတဲ့လက္ခဏာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ပုံလေးပြထားပေးရပါတော့ နှလုံးတွေးရခြင်းရဲ့လက္ခဏာဘယ်ဘက်မှာနှလုံးကဘယ်ဘက်မှာရှိရပါတော့လူရဲ့အရင်ဘက်ရဲ့ဘယ်ဘက်မှာရှိရဲအဲဘယ်ဘက်ကိုဒီလိုမျိုးနှလုံးကိုအဲရှိတဲ့နေရာကိုနော်လက်ကဆွဲဆုပ်ပြီးတော့မှာအောင့်နေအောင့်နေလို့ဒီနားလေးအောင့်နေလို့ပြောပြီးဆိုရင်နော်ဒါသိကြရတယ်ပေါ့နော်နှလုံးတွေးရခြင်းရဲ့လက္ခဏာပေါ့အဲတော့နှလုံးတွေးရခြင်းလည်းဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေပိတ်သွားပြီးတော့မှာလုံးဝမတွားတော့ဘူးပေါ့နော် ဒီဟာလေးရကြတော့တဲ့ဒီနှလုံးတွေးချင်းတဲ့အချိန်ကြလို့ရှိရင်ဒါတွေတောက်ကြတာအများကြီးပေါ့နော်ဆရာဝန်ကနေပြီးတော့တရားလေးညွန်ကြားလိုက်တယ်ဆိုလို့ရှိရင်တော့အော်ဒီစီတောက်တယ်ဆိုရင်တော့ဒါဒီဒီတရားကတော့နှလုံးတွေးချင်းနေပေါ့နော်နှလုံးတွေးချင်းနေလို့ဒီစီကိုတောက်ရတယ်ဆိုပြီးတော့မှအမှန်ယူလို့ရပါတယ်အဲ့တော့ဒီစီလေးကဒီလိုမျိုးပုံလေးနဲ့လာတယ်ပေါ့နော် trimeter setting ကဒီစီပုံလေးနဲ့လာတာလည်းရှိတယ်တခြားတစ်စိတ်တွေနဲ့လာရည်လည်းအများကြီးရှိပါတယ် ရေးသားလေးဖတ်ကြည့်ရအောင် anti engine နဲ့ metabolic agent ပေါ့နော် anti ဆိုတာဆန့်ကျင်တာဒီ anti ဆိုတာဆန့်ကျင်တာဒါလေးပေါ့နော်ဒါလေးကဆန့်ကျင်တာ engine ဆိုတာတော့ခဏမှပြောရဲသူကြောကျင်းတာပေါ့နော်အဲ့တော့နှလုံးသူကြောကျင်းတာကိုဆန့်ကျင်ပေးတဲ့ဒီ PC လေးပေါ့နော်ဆေးရကျတော့ဒီဆေးပေါ့နော်ပြီးတော့တဲ့ဒီ chronic stable angina တွေမှာတောက်ကြရဲ stable ဆိုတာဟိုပြောရမယ်ဆိုရင်ဒီ angina မှာတော့မျိုးရှိရပေါ့နော် stable နဲ့ unstable ဒါကြတိဖို့တော့မလိုပါဘူးရပါတယ် ဲ့တော့ဒီ angina မှာဆိုရင်တော့ဒီ trimetazine ကအတောက်များတယ်ပေါ့နော်ပြီးရင်ဒီ area လေးကမလုတ်တာလဲဆိုတော့အောက်ဆီဂျင်ကိုကောင်းကောင်းမွန်မွန်ဒီနှလုံးရဲ့အဲနှလုံးရဲ့ကြွက်သားရည်တွေကောင်းကောင်းမွန်မွန်ရောက်နိုင်ဖို့အတွက်အတွက်ကူညီပေးတယ်ပေါ့နော်ဒါအင်္ဂလိပ်လိုရေးထားတာပေါ့နော် improve energy production ဆိုတော့အော်နှလုံးထဲကိုအဆအဟာကောင်းကောင်းရောက်တဲ့အချိန်ကျတော့နှလုံးကကောင်းကောင်းမအလုံးလုံးနိုင်တယ်ပေါ့နော်ဒါပဲဘယ်လောက်လာလဲဆိုလို့ရှိရင်35 mg tablet နဲ့လာတယ်ပေါ့နော် 35 mg tablet နဲ့လာတယ်နော် trimethoprim ရဲ့ side effect တွေရှိလာတော့ရှိတာပေါ့နော်သူက dissonance နဲ့ headache ပေါ့နော် dissonance ဆိုတာခေါင်းနဲ့မူးမယ် headache ဆိုတာကျွန်တော်ခေါင်းကြိုက်တယ်ပေါ့နော်နောက်တစ်ခါကျတော့ GI discomfort ပေါ့အဆိုင်မိတ်မတာဖြစ်တတ်တယ်ပေါ့နော်ရှားရှားပါတယ်တကယ်မမြင်ရပါဘူးအဲ့ဒီလိုနော် နောက်ရစီတမျိုးอ่ะဒိုင်ကောင်စင်လို့ခေါ်ရစီပေါ့ဒီဈေးပုံလေးနေเนาะဒိုင်ကောင်စင်လို့ခေါ်ရစီဒိုင်ကောင်စင်เนาะဒိုင်ကြောင်စင်လို့လည်းခေါ်ရဒိုင်ကောင်စင်လို့လည်းခေါ်ရပါတော့ဒီဟာဈေးနာမည်ဒိုင်ကြောင်စင်ဆိုရဟာဈေးနာမည်เนาะတကယ်တမ်းပါတာဒိုင်ကောင်စင်ပဲဗောနော်ဒိုင်ကောင်စင်ဆိုရဟာကျတော့ဈေးထဲမှာပါတဲ့ genuine name ဗောနော်ဒီဟာကျတော့ဒီ company ကနေထုတ်တဲ့နာမည်အဲ့တော့ဒိုင်ကောင်စင်ကကျတော့မလုပ်ပြရလဲဆိုတော့တဲ့ ဒီနှလုံးကြွက်တာတွေ heart contraction ဆိုတာကျတော့နှလုံးညစ်တဲ့အာပေါ့နော် force ဆိုတာအာနှလုံးညစ်တဲ့အာကိုပို့ပြီးတော့ကောင်းစေတယ်နောက်တစ်ခုကကျတော့ stronger တန်ပါတယ် slower ဆိုတာဖြည်းဖြည်းလေးပဲညစ်ခိုင်းမယ်ပေါ့နော်နှလုံးကို more efficient happy ဆိုတာနှလုံးကိုကောင်းကောင်းမော့မော့တိတိယယောက်ခုန်နိုင်အောင်လုပ်ကူညီပေးရဖြစ်ပါတယ်နော်ပြီး heart failure မှာတုံးတယ် heart failure ဆိုတာတော့ဒီဒီလိုမျိုး angina ကနေဆိုးသွားပြီးတော့မှခဏလောနှလုံးကြွက်တာပုတ်သွားပြီဆိုလို့ရှင်ကြရင်ဒီနှလုံးက အကောင်းဆုံးအလုံးမလုံးတော့တဲ့ခြေမျိုးပြောချင်တာနော်အဲ့တော့အဲ့ဟာတွေကတိဖို့လိုလားဆိုတော့음ပြေတော့မလိုပါဘူးတကယ်တမ်းကျတော့เนาะအဲ့ဒီဆေးလေးကတော့0.25 milligram tablet ပဲလာပါတယ်။ side effect ကဘာတွေရှိလဲဆိုလို့ရှိရင်တဲ့အဲ့တော့ဒီဟာ nausea vomiting ရှိမယ် nausea ဆိုတာကတော့မူးဝေမယ် vomiting ဆိုတာအမ်းမယ်ပေါ့เนาะနောက်တစ်ခုကကျတော့ visual disturbance ဆိုတာအမြင်နေနေလေးဝါးခြင်းတယ်ဒါမှမဟုတ်ရှင့်လဲ ဟိုပါဘောနော်မျက်စိနဲ့ကြည့်ရနည်းခက်တယ်ဗော yellow and green vision တယ်နော်အဲအဝါတို့အစိမ်းတို့အဲ့လိုမျိုးတွေမြင်တတ်တယ်ဗောနော်ဒီအရာတွေတောက်တယ်ဆိုလို့ရှိရင် irregular heartbeat လည်းဖြစ်တတ်တယ်တဲ့တစ်ခါတလေဗောနော် irregular ဆိုတာမမှန်ဘူး heartbeat ဆိုတာကတော့နှလုံးခုန်တာဗောနော်နောက်တော့ confusion ဆိုတာကတော့ဝေဝေဝါးဝါးဖြစ်တတ်တာဗောနော်အဲ့ဒီဆေးလေးကတော်တော်များအတော့များကြတယ်ဗောနော်အခုခေတ်ကကျတော့အစားတောက်တွေကလည်းလုံးဝတို့စီများရယ်ဗောနော် အကျော်စားမယ်။နောက်မလို့ရှင်လဲစီပြန်နေစားကြရတယ်ပေါ့နော်။အော်မြန်မာလူမျိုးတွေကလည်းစီပြန်နေကိုတော်တော်များစားကြရတယ်ဆိုတော့အဲထားပါတော့လက်ဖက်တုပ်တွေပါရေဆိုလို့ရှင်လဲစီအများကြီးနေမှာတော့ပါတော့နော်။ SCD အရင်များလာတာကဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်ထဲမှာတွေးထဲမှာပေါ့နော်ကိုလက်စထရောတွေတက်လာတယ်ပေါ့နော်။နောက်တစ်ခုကတော့ triglyceride လို့ခေါ်တဲ့အဆီတွေတက်လာတယ်ပေါ့နော်။အဲ့အစီတက်လာပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးအစီချစေကိုအစီကြစေကိုတောင်းအောင်ပဲเนาะဒါကိုပုံမှန်မှတ်ရမှာတော့တွင်းတွင်းအစီကြစေပေါ့เนาะဘယ်လိုမျိုး မျက်စိနဲ့မြင်ရတဲ့အစီကြတော့အပြင်မဟုတ်ဘူးထားပါတော့နော်ဘိုက်မှာအစီအခောက်တွေအရင်ကြီးနေလို့တော့ဒီအီလိုဘာစတီကိုတောက်လိုက်တယ်ဆိုရင်အစီကြတော့မယ်အဲ့လိုမျိုးဆိုလိုတာမဟုတ်ဘူးနော်သွေးထဲမှာရှိတဲ့ကိုလက်စတရောနောက်တစ်ခါ triglyceride နောက်တစ်ခါကျော် LDL လို့ခေါ်တဲ့အစီမျိုးစားတွေပေါ့နော်အဲ့ဟာတွေကြတော့အမျိုးပေါ့နော်အဲ့ကြည့်ရအောင်သူကဘာကိုတားပေးရလဲဆိုတော့လေအန်ဇိုင်းတစ်မျိုးကိုတားပေးရတဲ့ produce cholesterol ကိုလက်စထရောကိုထုတ်ပေးတယ်ပေါ့နော်အန်ဇိုင်း liver ထဲမှာ liver ဆိုအသည်နော်အသည်ထဲမှာကိုလက်စထရောတွေကိုထုတ်ပေးတဲ့အန်ဇိုင်းကိုသူကတားဆီးပေးတယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကိုလက်စထရောတွေရောကြတော့မယ် reduce or heart attack ပေါ့နော်ကိုလက်စထရောတွေရောကြပြီဆိုတော့နှလုံးတွေးရောကျင်းတာလည်းတက်တာတော့လိမ့်မယ်ပေါ့နော်ပြီးလို့ရှိရင် heart attack ဆိုတော့ဒီနှလုံးရင်မအောင်ပြီးတော့မှချက်ချင်းပေါ့နော်နှလုံးရက်သွားတဲ့အခြေအနေမျိုးလည်းဖြစ်နိုင်တယ်ရင်မအရင်အောင်ပြီးတော့မှ ီနှလုံးကြွတာပုံပေါ်မဲ့အခြေအနေလည်းဖြစ်နိုင်တယ် heart attack ဆိုတာเนาะအဲ့တော့နောက်တစ်ခုကကျတော့ဒီ stroke patient stroke ဆိုတာလေးဖြစ်တာပေါ့เนาะပြီးရင် atherosclerosis ဆိုတာတော့နှလုံးတွေ့ကျင်းတာပေါ့เนาะအဲ့ဟာလေးတွေကိုသူကတက်တာစီတယ်ပေါ့เนาะနောက်တစ်ခုက lower ldl ဒါအဆီတမျိုးမှတ်ထားမယ် ldl ဆိုတာအဆီတမျိုးเนาะပြီးရင် total cholesterol cholesterol ဆိုတာလည်းအဆီတမျိုးပဲ and triglyceride fibroid ဆိုတာလည်းအဆီတစ်မျိုးပဲအဲ့တော့ခန္ဓာကိုယ်ထဲမှာသွေးခန္ဓာကိုယ်ရဲ့သွေးထဲမှာပေါ့နော်အဆီကတစ်မျိုး၊နှစ်မျိုး၊သုံးမျိုးပြန်တော့ဒီ HDL ဆိုရဲတမျိုးလည်းရှိရဲ၄မျိုးပေါ့နော်အဲ့တော့ slightly increase HDL ဆို HDL ဆိုတာကောင်းတဲ့အဆီမျိုးမှတ်ထားရအောင်အလွယ်ပေါ့နော်အလွယ်ပေါ့ကောင်းတဲ့အဆီတက်လာတယ်ပေါ့နော်အဲ့တော့ဒီဟာဒီ၃မျိုးကတော့မကောင်းတဲ့အဆီတွေကြရပေါ့နော် LDL cholesterol ပြန်တော့ခါ triglyceride အဲ့ဟာတွေကမကောင်းတဲ့အဆီတွေပေါ့နော်အဲ့တော့ဒီ ီတိုဝါစတေဒီယံလေးကဘလောက်အားရလာလဲဆိုရင်10မီလီဂရမ်လာမယ်20မီလီဂရမ်လာမယ်နောက်အီတိုဝါစတေဒီယံ side effect ကတော့ဒီဟာတွေပဲပေါ့နော် muscle age အားကြွတာတွေကိုင်ခင်းမယ်နောက်တစ်ခုကကျတော့ fatigue fatigue ဆိုလို့ရှိရင်ပင်ပန်းနေပေါ့နော် headache ဆိုတာခေါင်းကိုက်မယ် nausea ခဏခဏပါရနော် nausea ကိုမြန်မာလိုပြန်တော့ nausea ဆိုတာတော့မူးဝေပြီးတော့မှမအီမသာဖြစ်တာရင်နောက်တာမျိုး nausea လို့ခေါ်မယ်ပေါ့နော် တော့အဲ့ဟာကိုတော့မပြောတော့ဘူးနောက်ကျရင် noisy လို့ပဲပြောမယ်နော်နောက်တစ်ခါကျတော့ my increase in blood sugar အချိုးနေနေတက်လာတယ်နော်ဒါတိတ်ဖြစ်ပါဘူးရေးတာရေးတာပါနော် rosewa statin နော် rosewa statin ဆိုတာလည်းအဆီတစ်မျိုးပဲအဲ့တော့ဒီမှာ statin ခြင်းတူတယ် statin S T A T I N statin ခြင်းတူတယ်နော် အရှိယာအီတိုဘာ statin အခုဒါ rosewa statin rosewa statin ကလည်းဒီ cholesterol ကို short ချပေးရမယ်ဒါမဲ့ तू ကပို့ပြီးတော့မှအကောင်းတာ ဒီဒီအစီအသုံးမျိုးလုံးကို effectively lower ဆိုတာထိထိရရအရှော့ချပေးရပါဘောနော်အဲ့တော့ HDL ကိုလည်းကောင်းစီအကိုကိုလက်စထရောလို့ပြောထားရပါဘောနော် HDL ဆိုတာလည်းအစီတမျိုးပဲဘောနော်အဲကောင်းတဲ့အစီပြောရအောင်ဖြစ်ပါတယ်ဒူလည်း10 mg 20 mg တက်ပလက်လာတယ် Rosea was stating မှာသူက side effect ကတော့ဒီ headache ခေါင်းကိုင်းမယ် muscle pain ဖြစ်မယ် muscle pain ဆိုတာဒီနော်အကြွတ်သားတွေနာကျင်တယ် abdominal pain ဘိုင်းအောင်တက်တယ် nausea ဖြစ်တတ်တယ် Friday ဆိုတာကျတော့ပင်ပန်းနေပေါ့နော်ဒီစီးသမီးကတော့ Amio drone လို့ခေါ်တယ် Amio drone အင်မျိုးဇရောကကျတော့ဘာသူကတောက်လာလဲဆိုလို့ရှိရင်တူက anti arrhythmic တဲ့နော်ဒီရင်တုံတာအဲအရန်ကြီးအာရင်တုံတာမမှန်တဲ့လူတွေတွက်ဆိုလို့ရှိရင်နော်ဒီဆေးဥဆရာဝန်တွေကပြေးပါတယ်အဲ့တော့အင်မျိုးဒရုန်းကိုတောက်လိုက်တယ်ဆိုရင်တော့ရင်တုံတာအရန်မြန်တာတွေပေါ့နော်အဲအားလေးတွေကိုတက်တာစီရဲ့ ော်ဒါဒီဆေးရကျတော့ symptom တွေပဲဖြစ်မှာပေါ့နော်နှလုံးကဘာကြောင့်မို့လို့အကြောင်းရင်းပြေချာရှာပြီးတော့ဘာကြောင့်မို့လို့ဒီနှလုံးကဒီရင်းတုံတာကိုခဏခဏဖြစ်နေရလဲဆိုရအကြောင်းရင်းရှာပြီးတော့မှအကြောင်းရင်းကုလိုက်မှလာတယ်ပိုကောင်းတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ရင်းတုံတိုင်းတော့ဒီဆေးရမဟုတ်ပါဘူးဒီဆေးတောက်တယ်ဆိုလို့ရှိရင်တော့ရင်းတုံတဲ့လူနာလို့တည်လို့ရတယ်ပေါ့နော်အဲ့တော့ correct abnormal ဟတ်ရတန်ဆိုတာကျတော့ဟတ်ရတန်ဆိုတာယင်ခုံတာယင်တုံတာပေါ့နော်ယင်နှလုံးနှလုံးခုံတဲ့ဟာကို abnormal ဖြစ်နေတဲ့ဟာကိုမန်အောင်လုပ်ပြီးဆိုတော့ကောင်းစီရပါပေါ့နော်ပြီးနောက်ခါကျတော့ဒီမြန်နေ happy တွေမြန်နေအယမ်းမြန်နေပြီးလို့ရှိရင်မြန်တာတွေမဟုတ်ဘဲနဲ့ irregular ဆိုတာမမှန်တာပေါ့နော်အခုမြန်လိုက်အခုနေလိုက်အခုမြန်လိုက်အခုနေလိုက်ဆိုတော့အဲ့ဒီလိုမျိုးအခြေအနေတွေကိုဒီဆရာပို့ကောင်းပါတယ်ကျတော့ဒါ 200mg လာတယ်တစ်ခါကျတော့လည်း IV ထိုးလို့ရတယ်ပေါ့နော် IV နဲ့ထိုးလို့ရတဲ့အရည်တွေလာတယ်200 mg tablet တွေလည်းလာတယ်နော်အဲအိမ်မျိုးကျွန်တော်ရဲ့ side effect ကတော့ဒါလေးတွေပေါ့ fatigue nausea နော် blurish skin discoloration ဆိုတာဆိုတော့ဒီ blurish ပေါ့နော်ဒီအပြာရောင်လေးဖြစ်တာပေါ့နော်သူကအရေးအရေးပြားနေနေလေးပြာချင်းလိုဖြစ်လာပါတော့ hair return chain ဆိုတာနှလုံးခုန်တာတွေကပုံစံပြောင်းသွားတယ်ပေါ့နော် ဖြည်းဖြည်းလေးနဲ့နည်းနည်းလေးဖြစ်လာနိုင်တယ်တခါလေးကြလို့ရှင်လေနော်အဲ nitrate ဒီ nitrate ကကြတော့သူကရင်ဘတ်အရင်အောင်းတဲ့ချိန်ကျရင်ရှားအောင်ဝင်ဝင်ပြီးတော့မှဒါမြင်မြင်ရင်ဘတ်အောင်းတာတွေတက်တာတော့အောင်ရင်ဘတ်အောင်းတာတွေမြင်မြင်တက်တာတော့အောင်သူကလုတ်ပေးရစေပေါ့နော် nitrate ဆိုတာအဲ nitrate ဆိုတာကတော့ relax relax ဆိုတာကတော့ short ပေးလိုက်တယ် widen ဆိုတာချဲ့ချဲ့ပေးလိုက်တယ်ပေါ့နော် blood vessel တွေးကြောတွေကျင်းနေရအောင်ချဲ့ပေးလိုက်တယ်ပေါ့နော် reduce the volume of the heart ဆိုတာ volume short ချပြီးလိုက်တယ်ပေါ့ improve blood and oxygen supply ဆိုတာ oxygen နဲ့ဒီသွေးတွေအားဒီနှလုံးထဲပို့ပြီးတော့ရောက်သွားတယ်ခဏပုံနေမှဆိုနှလုံးသွေးကြောလေးတွေကျင်းနေအောင်နော်အဲကျင်းနေတဲ့ဟာလေးက short ချပြီးလိုက်တယ်လို့မျိုးချဲ့ပြီးလိုက်တယ်လို့မျိုးဆိုတော့အဲ့ဒီသွေးကြောတွေအားလုံးကဒီဟွာတဲ့ဝင်တော့ကြွက်တာတွေကိုပြန်ပြီးတော့ရောက်သွားတယ်ပေါ့နော်အဲအတွက်ကြောင့်မလို့သူကပို့ပြီးတော့မှတက်တာစီရေပအောင်အောင်နော် it had relief really release ဆိုတာကျွန်တော်တက်တာစီရဲ chest pain ညီမအောင်အောင်တက်တာစီရဲပေါ့နော်အဲ5 mg tablet လာရတယ်ဒီလိုပုံလေးနဲ့ဘူးလေးနဲ့ပေါ့နော်အဲနောက်တဲ့ပုံကြည့်ရအောင်အဲတော့ဒီ C ဆိုလို့ရှိရင်တော့ nitro လို့ခေါ်ပါနော် nitro ကိုတော်တော်များတောက်ကြရတယ်ဒီမှာပါရဟာဆိုရင် nitrate ပဲဒါပေမဲ့ဒါကတော့ဒီမှာရေးထားရဟာဆိုရင် isosorbide dinitrate လို့ရေးထားရပါတော့။အဲ side effect ကပါလဲဆိုရင်တော့ headache ခေါင်းကိုက်တယ် very common ဟုတ်တယ်ဒီဆေးတောက်ပြီးပြီဆိုလို့ရှိရင်တော့ခေါင်းနည်းနည်းလေးအုံတာမျိုးပဲဖြစ်တတ်တယ်ပေါ့နော်။ dizziness ေါင်းနည်းနည်းလေးမူးတယ်ပြီးနောက်တစ်ခါ light handness ဆိုတာကတော့ခေါင်းထဲမှာနည်းနည်းပုံပြီးတော့မှလေးနေတယ်လို့မျိုးပေါ့နော် flashing ဆိုတာကတော့ဒီနွေ့နွေ့နွေ့အရာတာမျိုးဖြစ်တယ်ဘာလို့လဲဆိုတော့တွေးတော့ကြဲလာတယ်အဲ့အတွက်ကြောင့်မလို့ပေါ့နော် blood pressure တွေကျတတ်တယ် hypertension နော် hypertension ဆိုတာတွေးတော့ရယ် hypertension ဆိုတာတွေးကြတယ်နော်အဲ့တော့ဒီဒီနေ့ပြောထားတဲ့ဟာလေးတွေကတော့ဒီ နှလုံးတွေးကြောကျင်းတာနဲ့ပတ်သက်ပြီးနောက်တစ်ခုကကျတော့နှလုံးခုန်တာမမှန်တာနဲ့ပတ်သက်ပြီးတော့မှနောက်တစ်ခုကနှလုံးတွေးကြောကျင်းလို့ရုပ်တရက်ဖြစ်လာတဲ့အခါကျတော့ရှင်ဘာဆေးတွေဘလို့တောက်ကြလဲဆိုတဲ့ဟာလေးတွေကိုလူနာတွေတောက်များတဲ့ဟာလေးတွေကိုပြောပြတော့တာဖြစ်ပါတယ်အဲ့တော့ဒီဆေးကနှလုံးနှလုံးနဲ့ပတ်သက်ပြီးတော့ဒီဆေးတွေပဲရှိရလားဆိုတော့မဟုတ်ပါဘူးဒီဆေးထက်ကိုပို့ပြီးတော့အများကြီးပေါ့နော်ဆယ်စားအစ20စား30မကအောင်ပေါ့နော် ဲ့လောက်ကိုများတဲ့ဆေးတွေရှိပါတယ်အဲ့တော့အဲ့ဒီဆေးတွေဆေးတွေကိုလိုက်ပြီးတော့အကုန်လုံးကိုပြောမယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုကအရင်ရှိသွားပဲပေါ့နော်ဆိုတော့ဒီဟာကအသုံးများဆုံးနဲ့ basic အကျဆုံးနဲ့ဟာကိုပြပြတော့တာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဆေးတွေဆေးတွေအများကြီးရှိရဲအဲ့ဆေးတွေကိုဘယ်လိုတည်အောင်လုပ်ရမှာလဲဆိုတော့ကိုယ်ရလေ့လာနိုင်တဲ့အားပေါ်မှာပဲမူတည်ပါတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ဆေးဆိုင်တွေမှာဝင်ရင်းနဲ့ဆေးဆိုင်တွေမှာကုရင်းနဲ့ပေါ့နော်ဆေးတွေကိုပို့ပြီးတော့လေ့လာရဲဆိုလို့ရှိရင်တော့ ဒီဘယ်ဆေးရပါနာမည်လဲဆိုတာကိုချက်ချင်းတန်းသိပြီးတော့ဒီဆေးရဘာဖြစ်လို့တောက်တယ်ဆိုတဲ့ဟာလေးတိလာနိုင်မှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်သင်ခန်းစာတစ်ခုအနေနဲ့ကြတော့ဒီမလေးရီးယားပေါ့နော်မလေးရီးယားဆိုတာကတော့ငှက်ဖျားနော်အဲ့တော့ငှက်ဖျားမှာအောက်ရတဲ့ဆေးရာလေးကိုပြောပြတော့မှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ရပါမယ်နော်